နည်းအားဆိုလို့ရှိရင်ဦးဇင်းတို့ဒါပြည်သူစစ်တွေပေါ့နော်ဒီထဲနဲ့ဟာတီလိုတယ်နော်တစ်ထက်ကိုတို့ကတင်ပြတော့ဒီကြီးလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှတို့တင်ပြတယ်နော်တင်ပြတယ်ဒီလိုဒါအထောက်အထရှင်ပြခိုင်းလုံးနဲ့လားဆိုလို့ရှိရင်လည်းဦးဇင်းအဲ့ဒီလိုတဲ့တူတွေကိုဒါတိုက်မှုကြီးဆိုတက်နေမှုဆိုခေါ်ပြီးမှပြောလို့ရတယ်နော်ဒီလိုဒီတယောက်မှ90လောက်ပဲရှိတယ်ဗျဟုတ်လားတိုက်ပွဲမဖြစ်ဖ ೇನೆ ကြီးပြစ်မပြစ်တယ်လို့တို့ကတင်ပြတယ် ဲ့ဆိုတိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီနော်အဲ့ဘိုးကြီးကဘယ်နှပုံနေရလဲပေါ့နော်ဘာလို့တို့တို့နောက်ဆုံးကြည့်တာလဲဥစဉ်မျိုးပြန်ထွားမလို့ဖြစ်နေနော်မနေ့ကတည်းကဥတွေနောက်ဆုံးကြည့်တယ်ဥစဉ်တို့ပြည်သူစစ်ဒီပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ဒီမှာညင်ပြီးဆိုတော့ပြန်ရတယ်ခင်ဗျားတို့ပြည်သူစစ်တနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လို့ရလေကလေးထားပြီးမှကိုကနောက်ဆုံးကြည့်တယ်ဆိုတော့ကျုပ်ကပြောမှာပြောမှာပြောမှာခင်ဗျမပြောဘဲတော့မနေနဲ့ဥစဉ်တို့ကပြောမှာ ဦးစင်းစီမှာအတားဖိုင်နေရှိရယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲဘူကြီးဘယ်လိုပြောက်သွားလဲဆိုတော့ကျန်တဲ့လူတွေလှုပ်ပြေးသွားပြန်ပြေးကျန်ခဲ့တယ်ဆိုတော့ကြောင်းခင်ဗျားတို့အဲ့ပုံစံမျိုးချိုးကြည့်ဦးစင်းအတိုက်မှုခါလဲပြောမှာနော်အဲ့ဒါလေးကိုလည်းပြောချင်ပါလေဗျာနော်ဦးစင်းတို့ကဘာဖြစ်လဲဆိုလို့ရှိရင်တတ္တိရှိခြားသားမှာတတ္တိရှိရုပ်သံမှာနော်ကိုကကြကြတာထိုင်ပြီးမှတော့လုံနေရတာပဲလေဗျာနော်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မက်တရာတိုက်ပွဲမှာစစ်တပ်ဘက်ကထွက်ပြေးသွားလို့ပောက်ကူတော်ပြည်သူစစ်တွေအထိနာခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ပောက်ကူတော်ရုပ်တံကိုတင်ဆက်ပေးလိုက်မှာမို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာမျိုးလေးကောင်းတော့နဲ့နေခင်ပါဗျာဒီနေ့ကတော့20ရက်6လပိုင်းထောင်ထဲမှာ25ဖြစ်ပါလေဗျာဒါပုံမှန်ကျမ်းမာရေးရဒါဦးစင်းဟာလမ်းလျှောက်နေကြနေရာပေါ့နော်ဒါဦးစင်းရဲ့ကျောင်းရဲ့နောက်ပေါ့နော်ဒီဘက်တော့တောင်းထဲမှာဒါလမ်းလျှောက်ရတာတော်ကလေလေရတယ်ဒီမျိုးလည်းရှိတယ်ပေါ့နော်။ဒါစီချိုလည်းတက်မလာဘူးပေါ့။တို့လမ်းလျှောက်ပြီးရင်စေးပုံမှန်လေးတောက်နေလို့ရှိရင်တော့နော်။ ။အော်ဒီနေ့မျိုးတွေကိုဦးသိန်းကဘာပြောချင်တာလဲဆိုလို့ရှိရင်ဦးသိန်းတို့မနေ့ကဆိုလို့ရှိရင်မရေယာဘက်မှာပေါ့နော်မရေယာဘက်မှာမရေယာမာနေနဲ့တိုက်ပွဲဖြစ်တယ်ပေါ့ဗျာတိုက်ပွဲဖြစ်တယ်ဖြစ်တဲ့အခါမှာနော်သူကအောက်ကနေအမှန်အချက်ကိုအမှန်တရားတွေမတင်ပြတာလေခုထိပဲအလိန်အလိန်ခံရအောင်ပေါ့နော်အောက်မှာတတိရှိရှိဒီတတ်နယ်မှုတွေကိုတိုင်းမှုတွေကိုအဆင့်အဆင့်မတင်ရတဲ့အတွက်ကြောင့်အဲ့တော့မတင်ရတော့ဘသူတွေနင်းလာလဲဆိုတော့ခုလူတွေပဲနင်းလာတာအောက်ကလူတွေပဲနင်းလာတာပဲနော် အနည်းငယ်ဆိုလို့ရှိရင်ဦးစင်းတို့ဒါဘီတုစစ်တီပေါ့နော်လက်ထဲနဲ့ဟိုကကြီလိုတယ်နော်အထက်ကိုတို့ကတင်ပြတော့ဒီကြီလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှတို့ကတင်ပြတယ်နော်တင်ပြတယ်တကယ်လို့ဒါအထောက်အထားရှင်ပြရခိုင်းလုံးလားဆိုလို့ရှိရင်လည်းဦးစင်းအဲ့လိုတဲ့တူတွေကိုဒါတိုင်မှုကြီးဆိုတက်နေလို့ခေါ်ပြီးမှပြောလို့ရတယ်နော်ကြီလိုဒီတယောက်မှ90လောက်ပဲရှိတယ်ဗျာဟုတ်လားတိုက်ပွဲမဖြစ်ဖ ೇನೆ ကြီးပြမဖြစ်တယ်လို့တို့ကတင်ပြတယ်အဲ့တော့တိုက်ပွဲမဖြစ်ဖ ೇನೆ အဲ့ဒီနော်အဲ့ဘူကြီးကဘယ်နှပုံနေရလဲပေါ့နော် ။ဘာလို့တို့နောက်ဆုံးပြေးတာလဲဥစဉ်မျိုးဝက်ပြန်ထွားမှာလို့ဖြစ်နေနော်မနေ့ကဒါတို့တွေနောက်ဆုံးပြေးတယ်ဥစဉ်တို့ပြည်သူစစ်ဒီပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ပြီးမှညင်ပြီးဆိုတော့သူပြားရတယ်။ဖြစ်ပြီးတော့တိုက်ပွဲဖြစ်ဘူးဘာဖြစ်ဘူးဆိုပြီးတင်ပြစရာရှိအောင်မတင်ပြဘူးနော်။အဲ့ဒါကြောင့်အောက်မှာလိုအပ်ချက်ကိုတင်ပြရတယ်။ဥစဉ်တို့ကိုယ်တည်းကပြောရင်မတင်ပြရဲ့ကြုတ်တင်ပြမယ်ပြားလို့ခင်ဗျအဲ့ဘိုးကြီးကိုဆက်ခိုင်းလိုက်လို့ဟုတ်လား။ဒီနောက်ဆုံးဥစဉ်တို့နော်။အဲ့တော့မနေ့ကဥစဉ်တို့တောင်မျိုးမှာပတ်သက်တာတရားကြားတယ်။နှစ်ယောက်တော့ထန်ရတယ်လို့ဥစဉ်တို့နော်။ဒဏ်ရတူတော့မစိုးရင်ရအောင်ဒဏ်ရတယ် เนาะအဲ့တော့ဥစဉ်လို့ဒီတိုက်ပွဲလည်းဝဲမဖြစ်ဘာဖြစ်ဖြစ်ဗျာလို့လည်းတိုက်ဖို့ပုံဖို့ဆိုတော့ဒီခရမ်းနေရအရန်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးဥစဉ်လို့ဒါတော့ကြာချင်းဖြစ်တာပါเนาะပြောပြောပြနေချင်းဖြစ်တယ်ခါလေလေခမလို့လည်းအမှန်တရားပြောတဲ့ဒီမှာကြိုက်တာမျိုးပဲเนาะအမှန်တရားပြောကြိုက်တာမျိုးเนาะအဲ့လက်တရှိရှိတတ်နိုင်မှုတွေကိုတင်ပြပါလက်တရှိရှိတိုက်မှုတွေကိုတင်ပြပါဘာဖြစ်လို့ခင်ဗျားတို့မတင်မတင်ပြတော့ခင်ဗျားခင်ဗျားတို့လည်းမဟုတ်ဘူးဒီကိုနဲ့တာလေမြေပြင်စစ်မြေပြင်ကနဲ့တာလေအကုန်နဲ့တာလေ လိုအပ်တရားကိုဒါရဲတဲ့အတင်ပြမှသားလေကိုကမတိတော့ဘယ်လိုလုပ်ပြရမှာလဲမတိတော့ဘယ်လိုချပြရမှာလဲဒီလိုမျိုးကပုံစံမျိုးဖြစ်နော်အဲ့တော့မနေ့ကတပည့်တွေရှိရနေလှဆက်တယ်ဘိုးကြီးဒီလိုလိုအပ်တယ်ဗျာတဲ့တပြို့လို့ပြောပြပါဦးနဲ့ဟုတ်လားပြောပြပါဦးနဲ့ဒီနေ့တော့ဖြစ်စည်းလားမဖြစ်စည်းလားတော့မတူဘောရဒါဥစ္စာနော်ပြောချင်တာကတော့ပြောချင်တာအများကြီးပဲဗျာနော်အများကြီးပြောချင်တဲ့အရာကတော့အများကြီးပဲတော်တော့ဒါနဲ့အဲ့လိုကိစ္စရင်းနဲ့မပြောတာဥစ္စာတော့တော်တော်လေးကြားနေမပြောတာတော်တော်လေးကြားနေ ။အကြောင်းမပြောတာလဲဆိုလို့ရှိရင်အာဦးစင်းကတပည့်တော်တော့မတင်ပြဘဲနဲ့ဖေကအတိုင်းမှုစီတင်ပြတယ်။အာဦးစင်းကတပည့်တော်မပြောဘဲနဲ့ဖေကတက်နိုင်မှုစီကိုတင်ပြတယ်။ကိုကိုတိုင်းကအမှန်အဲ့ဒါကြီးဦးစင်းကတိုင်းမှုစီလည်းပြောစရာမလိုတက်နိုင်မှုစီကိုလည်းပြောစရာမလိုခင်ဗျားတို့တင်ပြရမယ်။ညုတ်ကိစ္စလည်းမဟုတ်ဘူး။အဲ့ကျုပ်ကိစ္စမဟုတ်ဘူးလေရှေ့မှာတပည့်တွေကျုပ်တပည့်တွေကလည်းအများကြီးရှိတယ်လေလူကရအောင်ကျုပ်ကပြောရမှာလေကြာနော်ကြီးလုံလောက်ကြီးလုံလောက်လို့ချွာလိုက်လို့ကြီးလုံလောက်လို့လိုအပ်လို့ချက်လိုက်လို့ကိုယ်တပည့်တွေဖြစ်ပါကြီးမလုံလောက်ဖဲနဲ့ခံရရဆိုကျုပ်တို့လက်ခံလို့မရဘူးလေ နော်လက်ခံလို့မရဘူးဥစဉ်တပည့်တွေပြင်စင်သားတွေမဟုတ်ဘူးပြင်စင်သားတော့တကယ်ကိုတိုင်းပြည်နဲ့တတ်မလို့ချစ်လို့တာဥစဉ်တပည့်တွေကဒီလက်နဲ့ကန်ပြီးမှခင်ဗျရှေ့မှာဒီလိုလှုပ်ဆောင်ပေးနေရတာအများကြီးပဲနော်ဒါတို့လို့ရှိရင်အခုဆိုလို့ရှိရင်ဟုတ်လားဒါဝတ်တော်ကားကြီးလည်းဖမ်းတဲ့အခါမှာဟုတ်လားဝတ်တော်ကားကြီးမစင်းနဲ့မစင်းနဲ့များလို့ဖမ်းတာအိမ်ထဲကလောက်ကိုရင်အိမ်ထဲကနေစောင့်နေငါတတ်နိုင်ဘူးငါဆက်ပေးမယ်တို့လားကြိုလိုက်မယ်လားခေါ်လိုက်မယ်အဲ့ဒီခင်ဗျလိုက်ထွက်ငှားပြီးမှတော့လိုက်ထွက်တဲ့ဈေးကိုငှားသွားမယ်ဆိုရင်၃လေးလေးလောက်ပေးရတယ်ခါဒီ၃လေးလေးလောက်ဒါတော့တိတ်မလိုက်ချင်ကြဘူး ။ဘာကြောင့်ကိုကျူးစာလူကလိုင်စင်ကားကြီးနဲ့လေဒီကားကြီးပြည်သူစစ်တီကိုဗတ်တဆားတွေကိုလိုက်ပို့သွားတယ်ဆိုပြီးခုဘက်ကအင်းစိန်ပူတာနဲ့မီးရထားဆက်ကောင်းဆက်ယုံမြို့ပတ်တီစေဆက်ယုံတိုင်းခွနဲ့တိုးမှပင်စင်စားများဤနေအိမ်200နီးပါအတင်းကျပ်ဖယ်ရှားခံနေရာရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာအင်းစိန်ဘူတာအပါဝင်မိယထဆက်ကောင်းဆက်ယုံနဲ့မြို့ပတ်တီစေဆက်ယုံတိုင်းခွနဲ့နာကမိယထပင်စင်စားတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီလက်အောက်ခံအာဏာပိုင်စုတူတွေကအတင်းကျပ်ဖယ်ရှားခိုင်းထားကြောင်းနေထိုင်သူတယောက်ကမောင်းကိုပြောပါတယ် အင်းစိန်မြို့နယ်အတွင်းကမိရထားပင်စင်စာဝန်ထမ်းဟောင်းတွေနေထိုင်ရာအထက်ပါနေရာတွေကနေအိမ်တွေကိုဇွန်လ20ရက်နေ့နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့အတွက်အာဏာပိုင်စုသူတွေကအတင်းကျပ်တောင်းဆိုနေတယ်လို့လည်းသိရပါတယ်။အာဏာပိုင်တွေကသူတို့ရဲ့ပြောကြားချက်အပေါ်နေထိုင်သူတွေမလိုက်နိုင်ရင်စစ်တပ်နဲ့ရဲခေါ်ယူပြီးအင်အားသုံးဖယ်ရှားသွားမှာဖြစ်ကြောင်းနဲ့ဒီလိုမျိုးအင်အားသုံးဖြည့်ရှင်းရမယ်ဆိုရင်ဗာပစ္စည်းမှယူဆောင်ခွင့်ပေးသွားမှာမဟုတ်ကြောင်း ဖြည့်ယုံဖြည့်ပြီးပစ္စည်းပုံထားတဲ့အိမ်တွေကိုပါထပ်မံအေးအေးယူဖမ်းဆီးသွားမှာဖြစ်ကြောင်းပြောပါရဲဆက်ယုံပိုင်ရှင်ညွန်ကစစ်တပ်ကိုခေါ်ပြီးအတင်းမောင်းထုတ်နေတာပါ အခုကမဖြည့်ရင်အေးအေးယူမယ်ဆိုလို့ကိုယ့်အိမ်ကိုကိုယ့်ဘာသာဖြည့်နေကြရတယ်ဂုံတလောက်တော့ရှိနေပါပြီအခုကချက်ချင်းပြောင်းဖို့မလွယ်တော့အိမ်ငါရှာဖို့အချိန်တလောက်လောက်အချိန်ပေးပါဆိုပြီးတောင်းဆိုထားတာကိုလည်းသူတို့ကဘာအကြောင်းပြချက်မှမရဘူးပြောပါတယ်လို့နေထိုင်သူတယောက်ကမောင်းကိုပြောပါတယ် စစ်ကောင်စီဖေရှားခိုင်းနေတဲ့နေရာတွေထဲအင်းစီရန်ပန်းချံပူတာယုံနာတဝိုက်အပါအဝင်အနောက်ကျုံကုန်းမျိုးပတ်ဒီဇယ်ဆက်ယုံနဲ့ပိန်နေကုန်းရက်ွက်ဆက်ကောင်းဆက်ယုံနာကနေအိမ်နေရာနီးပါးပါဝင်ကြောင်းသိရပါတယ်ဆက်ကောင်းဆက်ယုံကယထာတန်လန်အနောက်ဖက်ချမ်းမျိုးပတ်ဒီဇယ်ဆက်ယုံနဲ့အင်းစိန်ပူတာကယထာတန်လန်အရှိတ်ဘက်ချမ်းမှာ၃နေရာလုံးကနီးနီးလေးပါလို့နေထိုင်သူတယောက်ကပြောခဲ့ပါတယ် အကျန်းဖက်စစ်တပ်အာဏာရပြီးချိန်ကစလို့စစ်ကောင်စီကနိုင်ငံတော်အရသားတွေနေထိုင်ရာအိုးအိမ်မျိုးကိုမကြာခဏဆိုသလိုကျူးကျော်ဝင်ရောက်နေထိုင်သူတွေအဖြစ်တစိုက်ကပ်ဖျက်ရှားနေတာလည်းဖြစ်ပါတယ်။အဲတော့ထွေထူးထူးစကားတွေအများကြီးတော့ဦးစင်းတော့မပြောချင်ပါဘူးဒီချိန်မှာအောင်ပွဲအလီလီရနေတဲ့ချိန်နော်တခါတလေအရှိန်မှာပြည်သူစစ်တွေနဲ့တိုက်တယ်ဘက်နဆိုင်နဲ့တပ်မတော်တိုင်းနဲ့ညွှန်းဆောင်တိုက်တယ်အောင်ပွဲရတယ်မင်းတို့ပြည်ပြည်သူစစ်တွေနဲ့တိုက်တယ်ဆိုတော့တခါလေကြီးနန်းထဲမှာထည့်ချင်မှထည့်တာနော်ကြီးနန်းထဲမှာထည့်ချင်မှထည့်တာတကယ်ဟိုမှာရှိမှာ တကယ်လုံးထွေးပုတ်ခတ်ရတော့ခင်ဗျပြည်သူစစ်တီလည်းများပူပါလာပဲဒါဥစဉ်ကလေးတွေမို့ကြောင့်ဥစဉ်ကခွန်ယူဝင်ကြွားစွာပြောတာမဟုတ်ဘူးဥစဉ်ကလေးတွေအတွေ့အကြုံကလည်းမနည်းတော့ဘူးမနည်းတော့ဘူးနော်အတွေ့အကြုံဒါရှေ့မှာမရေဘူးရှေ့မှာကစုံစမ်းလို့ရတယ်ပတ်ကူတော်တပည့်တွေရှေ့ရတာတချို့နော်မေးလို့ရတယ်အဲ့တော့ပြောချင်တာကခင်ဗျတိုင်းမှုတွေတက်မှမှုတွေကိုဟိုပါတော့တက်နေမှုတွေကိုမတင်ပြနိုင်ဘူးအဲ့မှာခင်ဗျ viewer မှုရှိတယ် viewer မှုစီလောက်ကိုတင်ပြအောင်နော်ရှေ့ရလေးလက်လက်ခံရကြည့်လို့ရဆို viewer မှုလောက်ကိုတင်ပြအောင်နော် viewer အဲ့မှာခင်ဗျားတို့ viewer မှုရှိတယ် တွေ့ရအတွေ့အကြုံဆိုရင်လည်းမနှဲတော့ဘူးเนาะမနှဲတော့ဘူးဒီ viewer မှုအစင်းဒီရောက်လာတယ်ဆိုတာလည်းเนาะဒီတိုက်ပွဲတိုင်းတိုက်ပွဲတိုင်းဖျက်ချုပ်မသိလို့အဲ့ဒီနေရာကိုရောက်နေတာမသိလို့အဲ့ဒီနေရာကိုရောက်လာတာเนาะသူအဲ့ viewer မှုဆိုရင်ဒါအများကြီးပဲသူဖျက်ချော်ခဲ့ရတယ်เนาะကျော်တရားဘက်မှာကျော်တရားရောအကုန်လုံးပဲအဲ့နာညကန်တာတို့ဟောအချုံနေ viewer မှုဆိုရင်လည်းเนาะအများကြီးသူဖျက်ချော်ခဲ့ရတယ်အများကြီးအဲ့တော့ viewer မှုတွေကိုတက်တက်ရှိရှိတင်ပြပါဘာဒါကတော့လိုအပ်တယ်ဒါကတော့ကျွန်တော်တို့ဒါကတော့တင်ပြပေးပါသူကမတင်ပြဘူးဆိုတော့နောက်တက်နေမှုတက်နေမှုမတင်ပြရင်ကျုပ်ကိုယ်တိုင်တင်ပြပေးမယ်ဗျာနော်အဲ့တော့ င်များတို့တင်ပြရင်ဗျာလိုအပ်တဲ့အရာတွေကိုတင်ပြရင်ဗျာမတင်ပြရင်ပြည်သူစစ်တရားတင်ပြတဲ့အရာဆိုရဲတိုင်းမှုစီကိုတော့တိုင်းမှုကြီးကိုတကယ်နော်တိုင်းမှုကြောက်ဆိုင်ဆိုတော့တိုက်ရိုက်ဖုံးဆက်ပြီးမှဦးစင်းကတော့ပြောမှဖြစ်တယ်လို့နော်ခြေထဲမှာကြာနေကိုတော်ဝင်ကိုစီယူထားတဲ့သူတွေကိုဒါပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့ပြည်သူစစ်တနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လို့ရေလေကလင်းထားပြီးမှကိုကနောက်ဆုံးပြေးတယ်ဆိုတော့ကျုပ်ကပြောမှပြောမှပြောမှခင်ဗျားမပြောဘဲတော့မနေနဲ့ဦးစင်းကပြောမှ ဦးစင်းစီမှာအတန်းဖိုင်နေရှိတယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲဝီကြီးဘယ်လိုပြောက်သွားလဲဆိုတော့တန်တဲ့လူတွေလိုပြေးသွားပြန်ခဲ့တယ်ဆိုတော့ကြောင်းဒါပေမဲ့အဲ့ပုံစံမျိုးချိုးကြည့်ဦးစင်းအတိုင်းမှုခါလေးပြောမှာနော်အဲ့ဒါလေးကိုလည်းပြောချင်ပါတယ်ပဲနော်ဦးစင်းတို့ကဘာလို့လဲဆိုလို့ရှိရင်တက်တိရှိခြားသားမှာတက်တိရှိရှိလို့ဆက်မှာဟိုတော့ကိုယ်တက်ကြတာထိုင်ပြီးမှလည်းလုံနေရတာပဲလေဗျာနော် ဒါလေးကိုတော့ဥစဉ်ပြောချင်ပါသေးဗျာ။နော်ဒါလေးကိုပြောချင်ပါသေး။ဒါကအမြဲတမ်းဥစဉ်တက်မလို့တာလေးကိုလည်းဥစဉ်တို့ကဥစဉ်တို့ကိုယ်တိုင်လည်းရှေ့မှာသွားတယ်။ဒီလိုအပ်တဲ့အရာလေးကိုထိုက်ပြီးတော့ထောက်ပံ့တယ်။ဒါဒီတစ်ခေါက်ဆိုဥစဉ်မရေရဘက်ကိုဒါလိုအပ်ထားလေးတွေထောက်ပံ့မှုပြီးဥစဉ်ကလှုပ်ဆောင်နေဖြစ်တယ်။ဘာမှမရေရဘက်ကိုဥစဉ်မရောက်ဘူးဆိုတာကမရေရဘက်ကိုကြတော့လှုပ်မဲ့တက်မဲ့သူဒီတက်မလို့ချင်းမြတ်လို့တဲ့သူတွေကဒီတော်တော်များများမရှင်မှုလို့ပဲမြင့်မြင့်ကြီးတို့ကျန်တဲ့အခွဲအခွဲတွေရောတော်တော်များများရှိကြတယ်။ဒီဥလမာကတော့လောလောဆယ်တော့နော် ဒီဥလိုမျိုးတို့မျိုးသားတွေကတည့်ရတိုင်းပဲဗျာနော်တက်မတော်တက်မတော်နဲ့နေမြေထဲမှာတက်မတော်ရဲ့ဟိုကတက်မတော်နဲ့ပတ်သက်ပြီးစီဝိုင်းဆိုလုပ်ကြတယ်ဒါတစ်ခါလေထိုင်ပြီးမှကိုတက်မတော်ကိုဖောက်ထုတ်နေကြရနော်ဟောငါတို့တွေဒီလိုအိတ်နေရဒီလိုလေးငါတို့တွေတွားရလိုက်လေဖိတ်ဆိုင်မှာအေးစေးထိုင်ရကျောခေါင်းပြောင်းအိတ်နေရဟောရှေးတိုင်းရောက်တက်မတော်သားတွေရဲ့ကျေးဇူးကြောင်းပါလားဆိုတော့တို့တို့တွေကလက်လက်လေးမှလိုက်ကန်းဆိုတည့်ရတူတွေပို့ဗျာနော် ဒါတော့ကြောင့်ဦးစင်းတော်ဒါပြေဦးလို့မျိုးတော့ဒါမျိုးတူမျိုးရတယ်အတိတရားလေးရှိအောင်လို့ဦးစင်းတော်ပြောပြကြည့်ဖြစ်တယ်ဗျာနော်တမတော်မဆုံးမတဲ့နေရာတွေမှာအခုတမတော်နောက်ဆုံးပေးလိုက်တဲ့နှောင်ချိုးတို့ကြောင်မဲတို့တီမောတို့ဟာတွေကြီးလိုက်အခုဆိုရင်မှဒီလိုတမတော်ရဲ့ကျေးဇူးတရားတိုက်တော်တို့နားလဲလာတယ်ဒီလိုအတိတရားရှိလာတယ်အတိတရားဝင်လာတယ်လို့ဦးစင်းကပြောချင်တာနော်အဲ့တော့ပြေဦးလို့မျိုးတူမျိုးသားတွေလည်းနော်အဲ့တော့ထောက်ပံ့ပါလို့ကိုကြီးပါလို့တော့ကျွန်တော်ပြောတာဟုတ်ပါဦးဗျာနော်ဒါတိအောင်လို့ဦးစင်းကပြောပြခြင်းဖြစ်ပါလိမ့်ဗျာအားလုံးဒါပါပဲဗျာ